ဆိုဟိုဘွားတော့ငါတို့သူများပစ္စည်းခိုးခဲ့တယ်ဒါမှမဟုတ်ငါခိုးခံရတယ်။အဲလူမသိစေနဲ့ရှက်စရာကြီးလို့ပြော။ဟုတ်ကဲ့။အဲ့တော့ဒါတွေကကံရဲ့ပုံရိပ်တွေပေါ်နေတာ။ကံရဲ့ပုံရိပ်တွေပေါ်တာ။အဲ့တော့ကြောင့်မို့လို့မှန်ကန်တဲ့အတွေ့အကံဆိုတာရှိတယ်။ကံကိုညင်းပယ်တဲ့အတွေးမျိုးတွေးမိလို့ရှင်ခုနမိစ္ဆာဒိဋ္ဌိဆိုတာကံကိုညင်းပယ်တဲ့ဒီ အကရိယာဒိဋ္ဌိလို့ခေါ်တယ်ကုသိုလ်ဆိုတာမရှိပါဘူးအကုသိုလ်ဆိုတာမရှိပါဘူးဆိုတော့ညင်းပယ်တဲ့ဝါရအကရိယာဝါရလို့ခေါ်တယ်အကရိယာဝါရဆိုတာကံကိုလုံးဝမယုံဘူးလက်မခံဘူးနောက်နတ္ထိကဝါရဆိုတာကံရဲ့အကျိုးတရားကိုလက်မခံဘူးမကောင်းတာလုပ်လဲမကောင်းတာမဖြစ်ဘူးကောင်းတာလုပ်လဲကောင်းတာမဖြစ်ဘူးဆိုပြီးအကျိုးတရားကိုညင်းပယ်တဲ့ဝါဒ နောက်တစ်ခုအဟိတုကဝါဒဆိုတာအကြောင်းတရားကိုညင်းပယ်။ပေါင်းလိုက်လို့ရှိရင်ကံနဲ့ကံ၏အကျိုးကိုညင်းပယ်တဲ့ပုဂ္ဂိုလ်ဟာမိစ္ဆာဒိဋ္ဌိပဲတဲ့ဒီမှာ။အဲ့ဒါလို့မိစ္ဆာအယူဝါဒရှိတဲ့ပုဂ္ဂိုလ်တယောက်ဒီတဲ့။နတ်ပြည်တောင်မရောက်နိုင်ဘူး။ကောင်းရသူတို့မရောက်နိုင်ဘူးတဲ့။သူသွားရမယ့်လမ်းစဉ်ကတော့အပယ်လေးပုံပဲဒါပဲသိချင်။ဘာဖြစ်လို့ရောဆိုတော့ तू ကကံကိုညင်းပယ်ထားမှ तू လှုပ်ချင်လှုပ်တော့မှာလေ လှုပ်ချင်ရလို့ဆိုကြတဲ့ကလူတွေကဘာတွေကိုလှုပ်ချင်တာတော့ဆိုလို့ရှိရင်မကောင်းတာပဲလှုပ်ချင်တာများတယ်လေအဲ့တော့သူလှုပ်ချင်ရလှုပ်တော့မယ်လူဆိုတာအထင်းကြီးလေးနဲ့နေရတာအထင်းကြီးရှိရတယ်အထင်းကြီးမရှိဘူးဆိုရင်လှုပ်ချင်ရလှုပ်ဆိုလို့ရှိရင်မကောင်းတာပဲလှုပ်ကြမှာပဲမကောင်းတာပဲအလုပ်များမယ်လေကောင်းတာဆိုတာရေးစံလှော်နေရတဲ့အထက်တက်နေရတဲ့ရေးစံဆိုတာတွားရခက်တဲ့နေရာတစ်ခုပေါ့နော် မကောင်းတာနှုတ်တဲ့ဆိုတာရေးဆုံးတွေ့တယ်ညှောချလိုက်အောင်မဲ့အေးဒါကြောင့်မလို့အတွေးနဲ့ပတ်သက်လာလို့ရှိရင်ခုနပြောတဲ့အတွေးတွေမတွေးနဲ့အတွေးတွေတွေးမိပြီဆိုလို့ရှိရင်ကိုယ်တဏ္ဍမှာအဲ့ဒါတွေကကိုယ့်ရဲ့စိတ်အစဉ်ထဲမှာကိမ့်ဝတ်သွားတယ်စိတ်အစဉ်ထဲမှာကိမ့်ဝတ်သွားလို့ရှိရင်ကိမ့်သွားတယ်ဆိုတဲ့အတိတ်တွေကအကြောင်းရှိရင်ပေါ်လာလိမ့်မယ်ပြောတာနော် ကဲပေါ်တယ်ဆိုတာနဲ့ပတ်သက်ပြီးကိုယ့်ကိုတွေးကြည့်တာမှာတခါတရံကြတော့ဟိုငယ်ငယ်တုန်းကအကြောင်းအရာတွေပေါ်မလာဘူးလားဟုတ်ကြောက်သွားတာမဟုတ်ဘူးဆိုတာသိကြတယ်နော်ကံကလည်းအဲ့လိုပေါ်ပေါ်လာလိမ့်မယ်အဲ့ဒီလိုပေါ်လာတာအကူမြူလေးဖြစ်တယ်လို့ခေါ်တယ်ခုခေတ်စကားနဲ့ဆိုအွန်လိုင်းပေါ့အွန်လိုင်းဖြစ်နေတာအဲ့ဒါအကျိုးပေးကြရှင်အကျိုးပေးမှာတူပါကြောက်မသွားဘူး အဲ့ဒါကြောင့်မလို့ခုနစိတ်အတွေးသုံးမျိုးမတွေးမိဘူးပဲအဲ့တော့မတွေးနဲ့ဆိုဘာတွေးရမှာတော့တပည့်တော်တို့ဘာတွေးရမှာတော့ဆိုရင်သူများပစ္စည်းကိုရလို့တဲ့အတွေးနဲ့မတွေးနဲ့တဲ့တရားသဖြင့်ရတဲ့ကိုယ်ပစ္စည်းကိုသာကိုယ်လိုချင်တဲ့အတွေးပဲရှိရမယ်သူများကိုပျက်စီးစေလို့တဲ့အတွေးနဲ့မတွေးနဲ့တဲ့ကြီးပွားကြပါစေချမ်းသာကြပါစေအဆင်ပြေကြပါစေဆိုတဲ့အတွေးပဲတွေးပါတဲ့ အဲ့ဒါကိုမေတ္တာအတွေ့လို့ခေါ်တယ်နော်အဲ့ဒီအတွေ့မျိုးနဲ့အစားထိုးရပြီးတော့မှန်ကန်တဲ့မိစ္ဆာဒိဋ္ဌိကိုဖယ်ရှားမယ်ဆိုတော့ဘယ်လိုအမြင်မျိုးမြင်ရမှာတော့ဆိုရင်အစကပြောရတဲ့ကမ္မတက္ကတာဒိဋ္ဌိကိုလှုပ်တာကိုပဲဆိုင်တယ်ကောင်းတာလှုပ်လို့ဆိုးတာလှုပ်လို့ငါပဲအမွေခံရမယ်ဆိုတဲ့အမြင်ရှိပါစေတဲ့ဟောအဲ့ဒါဆိုလို့ရှိရင်အတွေးနဲ့ပတ်သက်လာပြီးမှန်ကန်သွားပြီနော်